2023ခုနှစ်နိုဝင်ဘာ23ရက်မှာစတင်ခဲ့တဲ့ရခိုင်ပြည်မြို့သိမ်းတိုက်ပွဲကြီးဟာဒီကနေ့2025ခုနှစ်နိုဝင်ဘာ23ရက်မှာဆိုရင်နှစ်နှစ်တည်းနဲ့ပြည်မြောက်ခဲ့ပြီဖြစ်ပါတယ်။လက်ရှိအာရခတတော်ဟာရခိုင်ပြည်အတွင်းစစ်တွေကြောက်ဖြစ်နေမန်အောင်မြို့ကလွှဲပြီးတော့ကြုံမြို့နယ်အားလုံးကိုသိမ်းပိုက်ထားပြီးရှင်းပြနေဘလောဝမြို့နယ်ကိုလည်းထိန်းချုပ်ထားပါတယ်။လက်ရှိမှာတော့ထိန်းချုပ်ဒေသတွေမှာ အုပ်ချုပ်ရေးတရားစီရင်ရေးတို့ကိုဆောင်ရွက်နေပြီးတော့ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကိုလည်း accountable ဆောင်ရွက်နေတာကိုတွေ့ရပါတယ်။အခြားတစ်ဖက်မှာလည်းထိတ်ရှုပ်နေမိကျေပြန့်လာတဲ့အများအာရခတ်တော်နဲ့အာရခတ်ပြည်သူအစိုးရမှစိန်ခေါ်မှုပေါင်းများစွာရင်ဆိုင်လာနေရပါတယ်။အဲ့ဒီစိန်ခေါ်မှုတွေကိုအကြံပြအပြင်၃ခု တွေ့ရပါတယ်။အဲ့ဒါတွေကတော့စက်ကောင်စီရဲ့တံပြန်ထိုးဆက်မစလင်လက်နက်ကင်တွေရဲ့ရှိန်ချောင်းမှုနဲ့ဒေသတွင်စင်းရဲကြက်တဲမှုနဲ့လူသားရှိစာနာထောက်ထားရေးကိစ္စတို့ဖြစ်ပါတယ်။ အာရခတ်တော်လက်ရှိဂျုံနေရတဲ့စင်ကုန်မှုတစ်ခုအနေနဲ့စက်ကောင်စီရဲ့တံမြန်ထိုးစစ်ကြောင့်ထိတ်ထုတ်နေမြေတွေကိုကာကွယ်ရမယ်စင်ကုန်မှုကြီးတစ်ခုရှိနေပါတယ်။ရှမ်းမြောက်ဒေသမှာစတင်ခဲ့တဲ့တစ်ဆင့်တစ်ဆက်ကိုဆက်စင်ရင်ကတစ်ဆင့်နိုင်ငံတော်မျိုးသိမ့်တိုက်ပွဲတွေမှာတော်လိုင်းအင်အားစုတွေဟာစက်ကောင်စီလက်ထက်ကနေမြို့ပေါင်းတရာအနီးဘက်ကိုသိမ့်ပိုက်နိုင်ခဲ့ပေမဲ့စက်ကောင်စီရဲ့တံမြန်ထိုးစစ်ကြောင့်ထိတ်ထုတ်မြို့နယ်တွေကိုပြန်လည်လွှဲပေးနေရပါတယ်။ ကိုကန်တက်အမန်ဒီရဲ့ဟာလာရှိုမျိုးကိုလက်လွှဲထားရပြီးတအန်တဒီရန်လေကလည်းနောက်ရှိုကြောင်မွေးတဲ့တီဘောမျိုးတို့အပြင်မိုးကုံနဲ့မိုးမိတ်မျိုးတွေကလည်းဆုတ်ခွာရမယ်လို့စက်ကောင်စီနဲ့သဘောတူထားပါတယ်။ရေကဘွေကျင်းပနိုင်မဲ့ရေမန်းရှင်နဲ့လက်လွှဲထားရတဲ့မျိုးတွေကိုပြန်လည်သိမ့်ပိုက်ဖို့အပြင်းထန်တိုးပွန်းနေတဲ့စက်ကောင်စီဟာရခိုင်ပြည်ကအန်တန်ကုန်တန်တွင်းနဲ့ကွာမျိုးနယ်တွေမှာရေကဘွေကျင်းပဖို့ဆန္ဒရှိနေပြီးတော့ဘကုမကုအေယာပတီဘက်ကမြပြင်းထိုးဆက်ပြင်းထန်တာဆောင်ရွက်နေပါတယ်။ စက်ကောင်စီကနေပြင်းထိုးစစ်နဲ့နေကြောင်းတိုက်ခိုက်မှုအပြင်ရေတပ်အင်အားအသုံးပြုပြီးတော့ကန်တက်တိုက်ပွဲတွေဖြစ်လာနိုင်တယ်လို့စရီးသုံးသက်သူစီရီယံဗိုလ်ကြီးဇင်ရောကသုံးသက်ပါတယ်ရခိုင်စစ်မျက်နှာပြပေါ့နော်ရခိုင်စစ်မျက်နှာပြင်ဘက်ကိုစစ်တပ်ကတော့စိတ်တန်းကြပါတော့စိတ်လွတ်ကိုလွတ်ဖွင့်လို့ရလာပြီအခုလောလောဆယ်အရေးကြီးနေတဲ့စစ်မျက်နှာဆိုရင်တော့အဲရခိုင်တောင်ပိုင်းပေါ့အဓိကသူတို့ရွေးကောက်ပွဲလုပ်မယ်ဆိုတော့အန်တောင်ကုတ်တန်တွဲခွအဲ့ဒီဘက်တွေမှာကျွန်တော်တို့လေချောင်းရောရေချောင်းရောတိုက်ခိုက်မှုတွေရှိလာနိုင်ပြီးတော့ ရေတွေကနေပဲကန့်တက်တဲ့ပုံစံမျိုးတွေအထိဖြစ်လာနိုင်တယ်စစ်ကောင်စီရဲ့လှုပ်ထုံးလုံးလေးအရစေရေးအရဖီအားပေးနေတာအပြင်အယက်သားတွေကိုပြစ်မှတ်ထားပြီးတော့ပုံလုံးကျင်းရဲ့တက်တော်မင်းပြကြောက်ဖြူမွေးနယ်တို့မှာလေကြောင်းတက်ချက်မှုတွေပြုလုပ်နေပါတယ်ရှင်းပြဘက်ကထိုးဆက်စင်လာတဲ့စကောက်စီစကြောင်းတွေကိုလည်းရှင်းကြီးတော်အဖွဲ့နဲ့အာရခတက်တော်တို့ပူးပေါင်းခုခံမယ်လို့ရှင်းကြီးတော်ပြောခွင့်ရဇလိုက်ရောမငါပြောကြားခဲ့ပါတယ်။အဲဒါအပြင်စက်တွေနဲ့ကြောက်ဖြူဆက်မြက်လာဒီမှာလည်းစကောက်စီက အားဖြစ်တင်ပြီးတော့တောင်မြန်ထိုးဆက်ဆင်းရဲဖို့ကြိုးပမ်းနေတယ်လို့ဒေသခံတွေကပြောကြပါတယ်။တောက်ပြီမှာစက်ကောက်စီကမြို့ပပနဲ့ဆလေးမိုင်အထိကြေးရည်လေအင်အားသုံးပြီးထိုးဆက်ဆင်းနေတာကြောင့်အာရခတတော်ဘက်ကနောက်ဆုံးပေးနေရတဲ့အနေအထားရှိနေတယ်လို့ဒေသခံတွေကသိရပါတယ်။အလားတူပဲစစ်တွေဆက်မနာပြင်မှာလည်းစက်ကောက်စီကလက်လက်ကြီးလေကြောင်ဒရုန်းတွေနဲ့ပုံနာကျွန်းရဲ့တိတ်တောင်ပေါတော်မြို့နယ်တွေကိုနေ့စဉ်လှမ်းပစ်မှုတွေရှိနေတယ်လို့သိရပါတယ်ခင်ဗျာ။ အရခတ်တော်ဟာ2024ခုနှစ်ဒီဇင်ဘာမှာမောင်တော်မြို့နယ်တစ်ခုလုံးကိုသိမ်းပိုက်ပြီးတော့ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်ခုလုံးကိုထိန်းချုပ်လိုက်ရှိမှာမွတ်စလင်လက်လက်ကင်တွေဟာအရခတ်တော်ကိုတိုက်ခိုက်မှုတွေစက်တိုက်လှုပ်ဆောင်လာနေတာကလည်းအရခတ်တော်အတွက်စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်နေပါတယ်။အာဆာ RS ဆိုတပ်ဖွဲ့ဝင်တွေဟာမောင်တော်မြောက်ပိုင်းနဲ့ရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်တကြားလက်မြက်ကန်စက်တွေမှာတိုက်ပွဲဖော်နေပြီးတော့အရခတ်တော်ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုချောင်းမြောက်ပစ်ခတ်မှုတွေရှိနေပါတယ်။ အဲ့လိုပဲအာစာတပ်ဖွဲ့ဝင်တွေကလည်းမယူတောင်ကျောတစ်ချောင်းမှာလှုပ်ရှားနေပြီးဒေသခံအရဲသားတွေကိုအကြမ်းဖက်တပ်ဖြတ်တာတွေရှိနေပါတယ်။အဲ့လိုမွတ်စလင်လက်နက်ကိုင်တွေရဲ့အကြမ်းဖက်မှုတွေကြောင့်ပုဒ်တော်နဲ့မောင်တော်မျိုးနဲ့အတွင်းမှာအခုနဲ့မေလာကနေအော်တိုဘာလာထိအရဲသားတွေဆုံးသူ61ယောက်အထိရှိခဲ့တယ်လို့ DMG ပြုစုထားတဲ့စာရင်းတွေအရသိရပါတယ်။အခြားတစ်ဖက်မှာလည်းဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းကမွတ်စလင်တွေဟာမွတ်စလင်လက်နက်ကိုင်တွေကိုအားပေးထောက်ခံတာအပြင်အာရခတ်တပ်တော်ကိုစန့်ကျင်တဲ့စူးဝေးပွဲတွေပြုလုပ်နေကြပါတယ်။ အဲ့လိုနေဇပတိပခတွေကြောင့်လက်ရှိမှာအာရခတတော်နဲ့ဘင်္ဂလားဒေ့ရှ်တို့ဆက်ဆံရေးတင်းမာနေပြီးစက်ကောင်စီအတွက်လည်းနိုင်ငံရေးဖိအားတစ်ခုဖြစ်သွားနိုင်တယ်လို့သုံးသပ်နေကြပါတယ်အားရဆိုအာဆာရောဘာဆိုသူတို့နှောက်ပြီးရင်ပေါင်းပြီးရင်အောက်ကအဲသူတို့ကဒီရခိုင်ပြည်ကိုပရင်လာဖို့ဆိုကတော့မှပရင်လာရပုံစံမျိုးကဆန်နာပြပြီးခဲ့ပဲအားနဲ့မယ်နဲ့ဒီဝါဆိုကသူတို့လုံခုံရဲအရလာဖို့ဆိုတဲ့ပုံစံမျိုး ဒီရှက်ပေါ့အရှနီရောအမောဆိုအရှနီဝါဆိုအခေါင်ကြောင့်အောင်းလုံးဒီအရခတက်တော်ကဝါဆိုဒီအနောက်ဘက်အင်တာနက်ရှင်နိုင်ငံဖိတ်တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့လေတို့နိုင်ငံရေးတော်လကောတင်နေမင်းရတော်လကောစင်ကိုရှက်ဖက်လာရယ်စိတ်ကုတ်စီအီမင်းထိုးလီပောင်ဖို့အတွက်လည်းအဓိကအကောက်ဆုံးအကောက်လာတခုဖိုင်လာဟာဒီကလေးတို့အေးနော်နော်အခက်ခဲပေါ်မမဆောကိုကြော်ဖက်လာပြီးဟာအတွေ့အကြုံပေါ်မမဆောငါထိုင်ရပြီးရပြီးရဖိုက်တဲ့ဒီအရခတက်တော်အနေနဲ့ဒီပသနာကိုအကောက်ဆုံးကြော်လွန်နိုင်မယ်လို့ယုံကြည်ပါတယ် နိုင်ငံတကာအခင်းချင်းမှာလည်းအာရခတတကိုလူခွင့်ရှိုးဖောက်နေတယ်လို့ဆက်ဆွဲချက်တင်တဲ့မွတ်စလင်အရေးတကြွလှုပ်ရှားသူတွေလူခွင့်ရင်အဖွဲ့အစည်းတွေကဖိအားပေးတိုက်ခိုက်နေတာကိုတွေ့ရပါတယ်။အခြားတစ်ဖက်မှာလည်းပြင်းထန်နေတဲ့တိုက်ပွဲတွေအပြင်စစ်ကောင်စီရဲ့စီးပွားရေးပိတ်ဆို့မှုတံတွေကြောင့်လည်းလက်ရှိရခိုင်ပြည်မှာစီးပွားရေးတက်တဲမှုတံကိုပြည်သူတွေခံစားနေကြရပါတယ်။ရခိုင်ပြည်ထဲမှာအလောက်ကွယ်ခွင့်လန်းရရှိမှုပညာသင်ကြားခွင့်နဲ့ အခြားတမွင်ဝမ်းကြောင်းတင်တန်းတွေတက်ရောက်တင်ကြခွင့်ဆုံးရှုံးမှု32ရာခိုင်နှုန်းထိရှိနေတယ်လို့အော်တိုဘလ9ရက်နေ့ကထုတ်ပြန်တဲ့ UNDP အစီရင်ခံစာမှာဖော်ပြထားပါတယ်ရခိုင်ပြည်အတွင်းဒေသခံရှောက်သိန်းကျော်စပေးတိတ်ဆောင်နေကြပြီးစာဝတ်နေရေးကျန်းမာရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေကြတယ်လို့စပေးဆောင်တွေကပြောကြပါတယ်။အစောစောတည်းကမကြာဒီတဘူးပါခေတန်ကနာဖုံးဖုံးလုံးဤရှာမ။ဒါဆာကတဆုံဖုံးဆာကဖုံးဆုံဆောင်းမပေးခေါတေးအဝတီလေးမဝေးနိုင် မဝဲနိုင်နင်ကောက်လောပလေဘဲလာဆောက်ဝစီချိဖိုင်ဖိုင်ကူဖိုင်ဖိုင်ဆမူချိဖိုင်ဖိုင်ပတောလုခဲအော်ရှာရောက်ချီအနုမကူနာရောဆလာတာမနီဖုန်ရောက်လို့တရားနုဒီပအဝဲရှိတိကြကေဘုမဝေဘူးကြကလေးသောဘဲဖေးစာမလုံမလောက်ကလေးမဝေနိုင်လရှိမာတခုတည်းသောကုံသွေးလမ်းကြောင်းအဖြစ်အိန္ဒိယနိုင်ငံမီဇီဝဲလမ်းကြောင်းကိုအာရောခတ်တော်ကပွင့်လက်ပေးထားပေမဲ့လက်ခီကျန်းတမှုအပြင်ကုံစီကန့်သတ်မှုတွေကြောင့်အဆင်မပြေဖြစ်နေကြတယ်လို့ပြောကြပါတယ် မေဇွန်ပြည်နယ်ဘက်ကနေ73စီစေဝါနဲ့ဓာတ်မြေဩဇာတွေကိုအကန့်အသတ်နဲ့တာခွင့်ပြုတာတွေကြောင့်ကုံစီလိုအပ်ချက်ရှိနေသေးပြီးကုံစီနှုတ်ဟာလည်းကြီးနေဆက်ဖြစ်တယ်လို့ကုံတယ်ရီစီကတည်ရပါတယ်အဲ့ဒါကြောင့်စည်ရေးနိုင်ငံရေးဖီအားဒေသတွေစာဝဲနေရဲ့အဆင်ပြေစေနိုင်ဖို့အာရခတ်တော်အနေနဲ့စနေတကြမဟာဗျူဟာရှမပီလှုပ်ဆောင်တင်တယ်လို့ထောက်ပြမှုတွေရှိနေကြပါတယ်ခင်ဗျာ။